โอเคခုတော့ BPC ဂျုံမှုတဲ့ BPC ခုတော့ပြဿနာတက်ပြီခုတော့အကြီးကျယ်ပြဿနာတက်ပြီ BPC ဘယ်လိုဖြစ်လဲဆိုတော့ခုသူတို့ရဲ့ BPC ရဘောနော်ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီးတော့သူလိန်နေခဲ့တာတွေဘောနော်ဟိုအဲ့ဒါခုအကြီးကျယ်ပေါ်ပေါက်လာတဲ့ချိန်မှာခုပြဿနာအကြီးကျယ်တက်ပြီးတော့နံပါတ်1 CEO resign တင်သွားပြီ CEO အလုပ်ထွက်သွားပြီနံပါတ်2အဲ့ဘောနော်အကြီးဆုံး CEO အောက်ကအကြီးဆုံးဘောနော် data သူလည်း လစ်သွားပြီနှစ်ယောက်သလုံးတကင်းအခုနိုင်ပိုင်းမရှိတဲ့သူတို့နှစ်ယောက်သလုံးအလုပ်ပြုတ်သွားပြီအလုပ်ထွက်သွားကြပြီဘောနော resign တင်သွားပြီသူတို့ဘာတွေလိန်ခဲ့လဲဆိုနံပါတ်1 Donald Trump ကိုလိန်တယ်။ Donald Trump အကြောင်းလေးကိုလိန်တယ်သူတို့မှလူပေါင်းက16ယောက်အယောက်20လောက်ရှိတယ်ဗျာသူတို့ မီလန်ချီပီတုံးပြီးအဲ့လိုပေါ့နော်အမားတွေမဖြစ်အောင်လို့သူတို့မှာစောင့်ကြည့်တဲ့ဖွဲ့ရှိတယ်အဲ့ဖွဲ့ရှိတယ်အဲ့ဒါကိုသူတို့ကတမင်တက်တက်လောက်တာပေါ့ဒါဆိုရင်သူတို့စောင့်ကြည့်တဲ့ဖွဲ့ရှိတဲ့အတန်းကိုအာဖြစ်တယ်ဆိုတာကဟောလွန်ခဲ့နှစ်တည်းကိုချာချီပီဖြစ်နေတာနော်အဲ့တခုတည်းလားဆိုတော့မဟုတ်ဘူးဂေးနဲ့ပတ်သက်တဲ့ပြဿနာကြီးလက်သူတို့အလိန်အလိန်တက်လောက်တယ်ပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ပေါ့နော်ဟိုဂါဇာနဲ့ပေါ့နော်ဟိုဟာမတ်စ်ဂျာမာဆိုတဲ့သူတို့ဘက်လိုက်မှုတွေအများကြီးရှိခဲ့တဲ့အတွက်ခုအဲ့ဒါအကုန်လုံးပေါ်လာတာ